မင်္ဂလာပါအခုကြည့်နေတဲ့အထဲမှာစနေသားသမီးအင်္ဂါသားသမီးသသာပရိသားသမီးတောက်ကြပါသမီးတွေပါတယ်ဆိုရင်ဒီ post လေးကိုကြည့်ပြအောင်ကြည့်လိုက်ပါမိတ်ဆွေတင်းတို့အတွက်2025ဟာအရန်ကကောင်းတဲ့နှစ်တွေကိုဖြတ်တန်းအမှာဖြစ်ပါတယ်ဘယ်အချိန်မှာပိုကံကောင်းမလဲဆိုတော့တကြံပြီး21ရက်နေ့ကနေစပြီးအရန်ကံကောင်းတဲ့နေ့တွေကိုဖြတ်ကြောက်အောင်ပါ2025မှာ ်စနေသားသမီးအင်္ဂါသားသမီးကြာသာရေးသားသမီးတောက်ကြသားသမီးတွေဟာစီးပွားပွင့်တာတွေလက်ချွင်တာတွေနော်ထင်တဲ့အတိုင်းအောင်မြင်တာတွေမျောလင့်တာတဲ့အရာတွေမျောလင့်ချက်တွေစင်ကဲစင်ကဲတိုးပွားပြီးတော့အောင်မြင်လာပါလိမ့်မယ်နော်ဟိုစမ်းမခြင်းနေစမ်းသာခြင်းနေလဲကြုံတွေ့ရမှာပါ ငွေကြေးလက်လာပါတွေဒီလိုနှစ်တွေမှာဆုံးရှုံးခဲ့တဲ့အရာတွေအားလုံးကိုတင်တော့2025မှာလက်ဝဲပိုင်ပိုင်နေနိုင်ပြန်ရမှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့2025ဟာအင်္ဂါစနေစတာရီတောက်ကြသားသမီးတွေအတွက်နှစ်လို့ပြောရင်မှားမယ်မထင်ပါဘူးเนาะအဲ့တော့အဲ့ဒီနှစ်တွေမှာမိဆွေတို့ကလုပ်ငန်းတွေကိုတိုးချက်ပြီးလုပ်တင်ပါတယ်เนาะစက်တူစက်ဖက်အလုပ်တွေဆိုလည်းအဲ့လိုနိမ့်နေနိမ့်နေစက်တူလုပ်တင်ပါတယ်အခြေအိမ်တော်ကြီးတွေလည်းအရင်နှစ်တွေမှာခက်ခဲခဲ့တယ်ပူလောင်ခဲ့တယ်ငုံချွေးခဲ့ရတယ်ဆိုရင်အခြေအိမ်တော်ကြီးတွေကလည်းအဲ့ဒီနှစ်က ရှိခုလာမယ်2025တင်လို့အရန်ကောင်းမယ်နှစ်လို့ကျမဟောပြီးကျမရဲ့နော်နောက်တစ်ခုကဘာလို့လို့ချောမွေးဖို့ဆိုတဲ့အရာလေးဆိုတော့ကြုံခဲ့တယ်နော်မိဆွေတို့ကအဲ့ဒီ2025မှာအဲ့လိုအရာလေးတွေကိုကြုံရမှာဖြစ်ပါတယ်ဒါကြောင့်ကံကောင်းခြင်းနေလက်လာပါတွေရွှင်ခြင်းနေကိုကြုံမှာဖြစ်တဲ့အတွက်မိဆွေတင်လို့ကို ဖျားလေးပို့ပြီးတော့ဖျားတရားလေးပို့ပြီးလှုပ်စေခြင်းနဲ့เนาะပရီးကိုတစ်ချိန်လုံးစိတ်ခိုင်းနေတာမဟုတ်ပါဘူး။ကောင်းတဲ့စိတ်လေးထားပေးပါ။ကောင်းတဲ့မေတ္တာလေးပို့ပေးပါ။ကောင်းတဲ့စိတ်နှလုံးလေးနဲ့အလှူဒန်းလေးတွေလှုပ်ပေးပါ။အဲဆိုရင်သင်တို့ရဲ့ကံကောင်းခြင်းတွေဟာသင်တို့လက်ထဲကိုလောက်ဝပမာရရှိမှဖြစ်ပါရဲ့။ဒီထက်ပို့ပြီးကံကောင်းစေခြင်းနဲ့ဆိုရင်တော့ငါကလေးတွေကိုအစာကျွေးပေးပါ။လမ်းမေးခွေးလေးတွေကိုအစာကျွေးပေးပါ။စည်ရင်တော်ပါတဲ့သူတွေကိုအလှူဒနာလေးလှုပ်ပေးပါ။မင်းဆိုသင်ကံကောင်းမှကျင့်သေးပါရဲ့ရှင်။ ကျေးဇူးတင်ပါတယ်ကျမရဲ့မိတ်ဆွေပျော်ရွှင်ခြင်းစက်မှန်ခြင်းချမ်းသာခြင်းအပြည့်အဝရပါစေရှင်အားလုံးပဲမင်္ဂလာပါရှင်ဆရာမ page ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဆရာမအခုပြောပြချင်တဲ့ကောင်းငင်ကတော့ဒီ2025အတွင်းမှာချမ်းသာကြွယ်ဝခြင်းနဲ့ပြည့်စုံပြီးတော့ဒါကိုယ့်ရဲ့အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းလာမယ်နေနိုင်တဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါရှင်ပထမဆုံးအနေနဲ့ကတော့အင်္ဂါသတိမိတွေဖြစ်ပါတယ်။အင်္ဂါသတိမိတွေကတော့အခုလက်ရှိအနေထားအရာပေါ့နော်။ဒါ ကိုယ့်ရဲ့အလုပ်ကံကံကျမနဲ့ပတ်သက်ပြီးတော့ဒါတော်လေးကိုမှအဆင်ပြေလာနိုင်နေဆိုတော့အနေအထားမျိုးလေးမြင်နေဆိုတော့အများစုအင်္ဂါသတိအများစုကကျတော့ကိုယ့်ရဲ့လက်ရှိအလုပ်တွေကပေါ့နော်ဒါကံကောင်း ကအင်ချန်ဒီလုပ်ငန်းကြီးလိုမျိုးကားရောင်းဝယ်လုပ်ငန်းကြီးလောက်ကနေသူဖြစ်တယ်ဆိုရင်ဒါအခုဒီ2025ထဲမှာတော်လေးဥမှာအကျိုးပေးနိုင်တယ်ပေါ့နော်အဲဒါအပြင်ကိုကကြောက်ပြီးရောင်းဝယ်လုပ်ငန်းကြီးထပ်ပြီးတော့လောက်ကနေဆိုရင်လည်းအဆင်ပြေတယ်ဆိုတော့တော်တော်များများကတော့အဲ့လိုမျိုးဒါလုပ်ငန်းတွေကကိုယ့်ရဲ့အကျိုးပေးလုပ်ငန်းတွေပေါ့နော်အဲအကယ်လို့ကိုကလက်ရှိဒီအလုပ်ကနေပြီးတော့တခြားအလုပ်တစ်ခုကိုပြောင်းလဲပြီးတော့လုပ်ကင်ခြင်းနေဆိုရင်တော့ဒါဒီအထဲမှာပေါ့နော်2025ကတော့ဒါအတင်အတွက်အရင်ကမှတန်ကောင်းနေနေလို့ပြောရမှာပေါ့နော်ဆိုတော့ကိုကကိုယ်လုံးလိုက်တဲ့လုပ်ငန်း ်စီကမထင်မှတ်ထားဘဲနဲ့အဲထပြီးတော့အမြင်နာမျိုးပေါ့နော်အဲ့လိုမျိုးလေးကြုံရနိုင်တယ်နော်နောက်နေ့နံတစ်ခုကတော့ဇာတာပရိသသမီးတွေဖြစ်ပါတယ်ဇာတာပရိသသမီးတွေကလည်းဒါမမျှော်လင့်တဲ့အနေအထားတစ်ခုရောက်ရှိနိုင်တယ်ကျွန်တော်ကိုယ့်ရဲ့ဒီ အလုတ်ကင်နဲ့ပတ်သက်ပြီးတော့ကံစားတာကံကောင်းလာတဲ့မျိုးလေးရှိမယ်ဆိုတော့ကိုယ့်ရဲ့အလုတ်ကကြတော့เนาะအရင်ကထက်ကိုမှပဲဒါငွေကြီးပိုင်းမှာကံကောင်းလာတဲ့မျိုးလေးတွေဒါမှမဟုတ်ရင်ကိုယ့်ကိုယ်ကိုယ့်ရဲ့အထက်လူကြီးကကြည့်လို့ပဲဖြစ်ပါစေပေါ့เนาะကိုယ့်အတွက်ငုံမျောလင်းနိုင်တဲ့အနေအထားတစ်ခုကိုရောက်ရှိနိုင်ရင်ဆိုတဲ့အနေအထားမျိုးလေးမြင်တယ်ဆိုတော့အဲဒါအလုတ်ကင်နဲ့ပတ်သက်ပြီးတော့စတော်လေးကိုမှကံကောင်းသွားနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးမြင်တယ်ကံချမှာဖွင့်လန်းလာနိုင်တယ်ဆိုတဲ့အနေအထားမျိုးလေးမြင်ရပါရှင်ဆိုတော့တော်မများကတော့ဒီ2025ထဲမှာ အလုတ်ကင်ကန်အရန်ကောင်မှကောင်းမယ်စီးပွားရေးကန်အရန်ကောင်းမယ်ကိုလုတ်လိုက်တဲ့အလုတ်တွေကအောင်မြင်တဲ့အလုတ်တွေပေါ့နော်ပို့ပြီးတော့မှပေါ့များလာလိမ့်မယ်ပေါ့နော်နောက်နေ့နဲ့တကူကတော့တောက်ချာသားသမီးတွေဖြစ်ပါတယ်တောက်ချာသားသမီးတွေကလေဒါအင်္ဂါသားသမီးတွေလို့ပြောပဲပေါ့နော်အလုတ်အလုတ်ကင်ပတ်သက်တဲ့ကန်ချမာရီပေါ်လေးကိုမှအဆင်ပြေလာနိုင်တယ်ကိုယ့်ရဲ့လက်ရှိအလုတ်ကဒါအရင်ကထပ်ကူမှပို့ပြီးတော့မှအဆင်ပြေလာတာမျိုးလေးရှိမယ်ဆိုတော့ဟိုပြောရမယ်ဆိုရင်တော့ဒါ အရင်ကနဲ့ပိုပြီးတော့ကံကောင်းလာတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်လူမျိုးကံချမလေးကြောင်းရနိုင်တယ်တောက်ချာသားသမီးကြီးကတော့ကိုမမျှော်လင့်ထားတဲ့အရာကမမျှော်လင့်ထားတဲ့အလုပ်ကနေပြီးတော့အဲဒါ မထင်ထားတော့အောင်ပေါ့နော်အောင်မြင်တာမျိုးအမြင်မှုတွေရှိတာမျိုးပေါ့နော်ဒီလိုမျိုးအဲကန်တရားလေးတော့ကြုံရနိုင်တယ်လို့တော့မြင်ပါတယ်အဲနောက်ဆုံးနေ့နဲ့တစ်ခုကတော့တနင်္ဂနွေသတ္တမီ sorry စနေသတ္တမီတွေဖြစ်ပါတယ်စနေသတ္တမီတွေကလည်းဒါပြောရမယ်ဆိုရင်တော့ကိုကဒီ2025ရဲ့မှာအလုံးရှောက်မှုရည်ရထားတယ်ဆိုရင်တော့အလုံးကောင်းတစ်ခုပေါ့နော်ကိုယ့်အတွက်ရည်ရှိမြဲမဲ့အလုံးတစ်ခုရရှိနိုင်မယ်ဆိုရင်အနေထားမျိုးလေးမြင်ရပါရင်ရှင်တော့ဆရာမအခုပြောပြသွားတဲ့အကြောင်းအရာကတော့ဒီ2025အတွင်းမှာစံတာကြွယ်ဝခြင်းနဲ့ပြည့်စုံပြီးတော့အလုံးကံကံကြွားကောင်းမွန်လာမယ်နေနိုင်ကြ င်းကိုပြပြပေးသွားတာဖြစ်ပါတယ်ဆိုတော့အားလုံးပဲဒီဗီဒီယိုလေးကို like and share လုပ်ပေးပါအောင်ရှင်